မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ20နဲ့တစ်ချိန်မှာတော့ကျွန်တော်တင်လင်းငါးစုပြီးဖြစ်ပါတယ်ဗောနောတင်လင်းငါးစုပြီးဖြစ်ပါတယ်ဒီမှာတိလာပြီးဖြစ်ပါတယ်ဗောနောတိပြောင်းနေတာကြာပြီဗောနောအဲ့မှာတင်လုံးပိတ်ရှိတယ်တိရကိုရလုံးပိတ်ဗောနောအဲ့မှာတော့တင်လုံးပိတ်ဟုတ်ကဲ့သွားခဲ့တယ်ဗောနောဆိုတော့အဲ့မှာတင်လင်းငါးစုရဲ့အတွက်ကျွန်တော်ဝန်းနိုးပြတ်သွားခဲ့တယ်ဗောနောဝန်းနိုးကကျွန်တော်တောင်ညာတင်ငါးလျှောက်ထဲကတလုံးထဲပါရမှာဖြစ်ပါတယ် တော်တော်သူဒီဒီမှာတော့နှလုံးပါရတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ဒီမှာအပြီးခွေကနန်းကလည်းအပြီးခွေကကျွန်တော်တို့ခွန်၃ညာ၄၄၃၄၅ပေါ့เนาะတုံးနေကြဖြစ်ပါတယ်။အဲပုံသူဆိုရင်တော့၃ညာ၄၃၅ဆိုပြီးတော့เนาะပုံ၃ညာ၄၄၃၅ဆိုပြီးပုံတူတာဖြစ်ပါတယ်။ အဲကျွန်တော်နေ့တစ်ခုပြတ်သွားခဲ့တယ်ပေါ့နော်နေ့တစ်ခုပြတ်ပြီးတော့ဒီကျွန်တော်တို့၃နေတဲ့ဒီခွန်သွင်းများတင်းနေ၃လင်းကားကတော့အဲ့မှာ၄ရက်၄ရက်၅ရက်ဆိုပြီးတော့ဆက်ပြီး okay သွားခဲ့တယ်ပေါ့နော်ဆိုတော့အဲ့မှာတော့ကျွန်တော်တို့ဒီလေပိုင်းနှလုံးအပါမှာဆိုရင်လေခွန်၃၃လင်းကားခွန်၈၉ပေါ့နော်လေပိုင်းနှလုံးအပါက၃လင်းကားခွန်၈၉ဆိုပြီးဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်၁လင်းကားဆိုပြီးတော့၄လင်းကားလေပိုင်းနှလုံးပါတယ်ပေါ့နော် ၄၅၄၄ပဲနှလုံးပါတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမှာလည်းကျွန်တော်ဒီမှာ၄၅တွဲရပါတယ်ပေါ့နော်။ဒီမှာဆိုရင်ခွန်3ညတင်း3 5ဆိုတော့စီလိုက်တော့ကျွန်တော်ခွန်3 5အဲ့မှာဆိုရှင်ဒီအောက်ကနှလုံးတမမဟုတ်တလုံးဖြစ်သွားမယ်ပေါ့နော်ဒီကဘောကတလုံးထဲဖြစ်ရမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီမှာသင်္ကားတော့ okay နေဆဲပဲပေါ့နော်တော်တော်ကျွန်တော်တို့ဒီကစားွယ်ပြန်စီတဲ့အချိန်မှာတော့ခွန်လေး၅တို့နင်းလေး၅တို့နင်းလေး၅တို့ငါးလေး၅တို့ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအပေါ်ကနေတလုံးပဲပါမှာဖြစ်တယ်ပေါ့နော်။ဆိုတော့တင်းလေး၅ဆိုရတဲ့ဒီအပေါ်မှာနှလုံးပါသွားခဲ့တဲ့အတွက်ဝန်းနှုတ်ပြတ်သွားခဲ့တယ်ပေါ့နော်။ဝန်းနှုတ်ပြတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့မှာကျွန်တော်ဒီမှာမပါလိုက်ဘူးပေါ့နော်။ခွန်လေး၅တို့နင်းလေး၅တို့နင်းလေး၅တို့ငါးလေး၅တို့ဖြစ်သွားခဲ့တယ်ပေါ့နော်။ โอเคဒီတော့အဲ့မှာနှလုံးပေါင်းရှင်ပရိတ်ဒီ sorry ဒီတော့သုံးလုံးပေါင်းရှင်ပရိတ်နဲ့ထက်ချုပ်တာပေါ့နော်ကနသုံးလုံးပါရှင်ပရိတ်ကကျွန်တော်တင်လင်းငါဆိုတဲ့အတွက်ကြောင့်မို့တုံညာပရိတ်ဖြစ်ပါတယ်ပေါ့နော်ငါရှောက်ရှိတုံညာနှစ်သုံးထက်ကကျွန်တော်ပရိတ်တင်ပေးထားတယ်ပေါ့နော်ပရိတ်တင်ပေးထားတဲ့အချိန်မှာကျွန်တော်ကဒီငါရှောက်ရှိတုံညာနှစ်သုံးကိုပဲယူတာပေါ့နော်အဲ့မှာတော့တုံညာပရိတ်တင်လေးငါဆိုပြီးဖြစ်ပါတယ်တင်လင်းငါပေါင်းပေါင်းရှင်တုံညာပရိတ်ပေါ့နော်အဲ့မှာတော့ကျွန်တော်3 3 5 3လေးဖြစ်သွားခဲ့တယ်ပေါ့နော် ဆိုတော့ဒီပေါင်းရှင်းအတန်မှာကြတော့ကျွန်တော်ပေါင်းရှင်းအတန်ကဒီတင်းလေးငါပေါ့နော်တင်းလေးငါဆိုတဲ့အတွက်ကြောင့်မို့တင်းလေးပေါင်းတာငါလေးငါပေါင်းတာကိုတင်းနဲ့ငါပေါင်းတာ6အဲသုံးလုံးပေါင်းရှင်းကတော့၃ညပြိပေါ့နော်၃ည၅၉၆ဆိုတဲ့အတွက်ကျွန်တော်ဒီမှာစတာပြပေးထားတဲ့အဲဒီ၆၉ပေါ့နော်၅၉၆မှာကျွန်တော်ဒီ6ရယ်9ရယ်ပေါ့နော်ဒီစတာပြပေးထားတဲ့ပင်ကြားနှစ်ခုမှာ၅၉၆ဆိုတဲ့အတွက်ဒီမှာ9တလုံးပေါ့နော် ဒီတုံညာ3လေး9မှာ9 6ရှောက်ရဲအတွက်9ပြိဒီတုံညာညလေးရှင်းဆိုတာလေးကတော့ပြိပေးပါတယ်ဗောနော်ပြိပေးပါတယ်ဒီနှလုံးပါရှင်အတန်အနေနဲ့9 6ရှောက်ဆိုတာလေးကပြတ်တယ်ပြီးတော့ဒီတုံညာညဆိုတာလေးကပြိပေးဖြစ်သွားခဲ့တယ်ဗောနော်သုံးလုံးပါရှင်ပြိပေးဖြစ်သွားခဲ့တာဖြစ်ပါတယ်ဒီအပေါ်အောက်ကဟာတော့တော့ငါးကိုးရှောက်ဆွေအတွက်6ရယ်5ရယ်ပါတယ်ဒီ3ရှစ်ဆိုတာလေးကပြိလေးဟုတ်တယ်နှလုံးပေါင်းရှင်းလေးဟုတ်တယ်ဆိုပေမဲ့ဒီမှာ3ညာ ငါးကိုရှောင်းစရတဲ့ဒီတုံးရှင်ဒီတစ်ခုကတော့ကျွန်တော်ပြင်ရှိပါတော့ဒီဒီချိန်မှာလာပြီးပြက်သွားခေတာဖြစ်ပါတယ်နေ့ဒီဘလောက်ပဲကောင်းနေပါစေပါတော့ကျွန်တော်အဲဆက်ပြီးရှင်မှာလည်းဆက်ပြီးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တုံးနေကြဒီတိတိမိမိတုံးနေတဲ့ဒီစတားနှစ်ခုပြပြထားတဲ့ဟာတော့ပို့ပြီးတော့အာတာတွေဆိုပြီးတော့စတားပြပြထားတယ်ပါတော့ဒီမှာတော့ပေါင်းရှင်းတန်း6ရဲ့9ရဲ့อืมဒီ9ရဲ့ပါတော့ဒါလေးဥပ္ပိသွားခေတာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီ ဝန်နုပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ပေါ့နော်ဝန်နုပြတ်သွားခဲ့တဲ့ဒီဒုံလုံးပေါင်းရှင်ပရဲကလည်း OK တယ်လေပိုင်းနှလုံးအပါလည်း၄၅သွဲ OK တယ်ပေါ့နော်တို့တို့ဒီနှလုံးတို့မဟုတ်ဒုံလုံးဆိုရလေးပြတ်သွားခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ9နှစ်၄၅ထဲကနှလုံးတမမဟုတ်ဒုံလုံးအပီးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့မှာတည့်ရ9ရက်ကတလုံးပါမယ်အစားနှလုံးပါတော့ခဲ့တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီရမှာပြန်တွဲထုတ်တဲ့အချိန်မှာတော့မပါလိုက်ဘူးပေါ့နော် နောက်တစ်ခုကကျွန်တော်ကဒီမှာပြန်ထုတ်ထားတာကကျွန်တော်ဒီ3ည3ရက်6ဝန်းလုံးနေပဲထုတ်တဲ့အတွက်ကြောင့်မို့ဒီအောက်ဇက်ကပြတ်တယ်ပေါ့နော်ဒီအောက်ကဟာပြတ်သွားခဲ့တာဖြစ်ပါတယ်အဲဒီမှာသလုံးပေါင်းရှင်ဘရိတ်ကတော့ okay တယ်ပေါ့နော်ဒီဘရိတ်ပုံတူကတော့တန်နီးနှမျိုးပုံတူမှာတပြင် okay ပြီးတော့နောက်ထပ်တစ်ကြိမ်ကတော့ပြတ်တယ်ပေါ့နော်နောက်ထပ်နီးကပြတ်တယ်အဲဒီမှာဘရိတ်ကတော့3ညဖြစ်ပါတယ်အကွာပေါင်းရှင်က3 5ဆိုတဲ့အတွက်ကြောင့်မို့9နဲ့3ပေါင်းရှင်6ဆိုတဲ့အတွက်ကွာပေါင်းရှင်ပြတ်တယ် ရှင်းလုံးပေါင်းရှင်းက3ညနေရှင်းဆိုရတဲ့ဒီမှာတော့9ပေါ့နော်အဲ့မှာတစ်ကြိမ်တစ်ခုတစ်ခုက OK ပြီးတော့နောက်တစ်ခုကပြတ်သွားခဲ့တယ်ပေါ့နော်အနောက်နှလုံးပေါင်းရှင်းက9အဲ့မှာတော့6ရှင်းဆိုရတဲ့နောက်နှလုံးပေါင်းရှင်းလည်းပြတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်မှာတော့ဒီ1 only ပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါလေးမရလိုက်ဘူးပေါ့နော်1 only ပြတ်သွားခဲ့တဲ့ပေါ့နော်ပရိတ်ကတည်း OK တယ် ကျွန်တော်အနန္တလုံးပေါင်းရှင်ပရိတ်ကလည်း okay တယ်ပေါ့နော်3 4 6 9တို့များအနန္တလုံးပေါင်းရှင်ပရိတ်ဖြစ်ပါတယ်အဲ့ဒီမှာအဲကျွန်တော်အဲ3 5ဆိုတော့4နဲ့5ပေါင်းရှင်9ဆိုပြီးတော့ဒီအနန္တလုံးပေါင်းရှင်ပရိတ်က okay ခဲ့တယ်ပေါ့နော်ကျွန်တော်သုံးတဲ့ဟာလေးက okay တယ်ဆိုပေမဲ့ဒီ1 2ကအစားတင်လာတဲ့1 2ပြတ်သွားခဲ့တာဖြစ်ပါတယ် okay ကျွန်တော်ဒီပရိတ်တရားလေး okay တယ်ပေါ့နော်ဒီပရိတ်၄လုံးကလည်းကျွန်တော်မှာ3 4 5ဆိုတဲ့တုံညာပရိတ်ပေါ့နော်ဒီ5 6တုံညာ ပင်ချေဆိုပြီးမှကျွန်တော်ပရင်ပင်ချေပရင်အားနေတယ်ဆိုပြီးမှဒီမှာပြတ်တယ်ပေါ့နော်ဒီခွန်ကူ၃ညနေပရင်မှာ၃ညပရင်၃၄ဆိုပြီးဖြစ်ပါတယ်ပေါ့နော်နေ့တရကျွန်တော်ဘလောက်ပဲကောင်းနေပါစေကျွန်တော်ဆက်ပေးရှင်ပါလေဆက်ပေးတာဖြစ်ပါတယ်ပေါ့နော်ဒါတော့မို့ကျွန်တော်မိမိတို့ကြိုက်တဲ့ဟာကိုပဲတိတိမိမိတောင်းချနိုင်ရင်တော့ပုံပြီးတော့ကောင်းတယ်ပေါ့နော်ဒါတော့အဲ့ဒီမှာကျွန်တော်အဲဒီ၃ညပရင်ပေါ့နော်โอเคဒီကိနခုမှာလဲကျွန်တော်ဒီ4335ဘောနော်4335မှာဆိုရင်၄ရံ5ရံ3 4 5 ုံသူ၃၃လုံးအောင်ပြတ်သွားခဲ့ပြီးတော့ကျွန်တော်လေး၅အပူကြီးအဲလေး၅အတွဲအနေနဲ့ခြာသွားခဲ့တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီ၃၄၉၅၃ညဒီဟာလေးတွေကပင်ရှည်ပေါ့နော်နံပါတ်80နဲ့9ချိန်အထိပြတ်ပြင်မရှိဘူးပေါ့နော်ကျွန်တော်ပင်ရှည်အားနည်းကနန်းဖြစ်ပါတယ်တော်တော်တင်းတင်း၅ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ၄ရ၅ရလုံးပဲအနေနဲ့ဤနှမျိုးစလုံးအဲ့ဒီမှာလာပြတ်တယ်ပေါ့နော်အချို့တော့အဲ့ဒီဟာပြတ်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီ၃ညဒီဟာဒီပဲ OK တယ်ပေါ့နော်ဒီ၃ပင်ပဲ OK တယ်ဒီနေ့နှစ်ခုက လာပြတဲ့ခင်ဗျာဟုတ်ကဲ့ဒါလေးကတော့ကျွန်တော် carbon shin brake ပေါ့နော် carbon shin brake က963ညအနည်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အာတလင်း5ဆိုတဲ့တရ5ရဲ့ function 6 brake ပေါ့နော်ဒီတညာလေးခွန်ကိုဆိုရလေးအပေါင်းတူဆိုရပြတ်သွားခေတာဖြစ်ပါတယ် compound လေး okay တယ်ပေါ့နော်ဒီဟာကတော့ကျွန်တော်အရှင်းနှလုံး function brake ပေါ့နော်အရှင်းနှလုံး function brake က brake 6လုံးဖြစ်ပါတယ်အဲ့မှာတလင်း5ဆိုတဲ့ဒီတရ4ရဲ့ function 5 brake ပေါ့နော်ဒီ5 brake ဖြစ်ပါတယ် โอเคဒီဟာကတော့အပိတ်ပါเนาะကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်တည်တော့နည်းနည်းကွာပြပေးသွားမယ်ပေါ့နော်အခုလုံးလုံးစီကတည်တော့အပိတ်က3958အပိတ်ပါเนาะ69ရှိပြီးတော့305ဆိုတဲ့ဒီမှာ9အပိတ်ဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်သုံးလုံး function break ပေါ့နော်ဒါဒီမှာကျတော့ကျွန်တော် break 5လုံးဖြစ်ပါတယ်ရှေ့ပြီးရှေ့မှာတော့ခွန်ကူ3ညနေဆိုတာလေးက break 4လုံးပေါ့နော်အဲ့မှာတော့ကျွန်တော်9 8 3ည break ပေါ့နော်9 8 4 5 8 3ညမှာ305ဆိုတဲ့အတွက်3ည break ဖြစ်ပါတယ် ီမှာတုံညပြေပြပေးထားတယ်ပေါ့နော်အပင်ပေါင်း၄၀နဲ့၆ကျင်းတီတော့ OK သွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒါလေးကိုနည်းနည်းတော့ပြန်ပြီးတော့သင်ပေးသွားမယ်ပေါ့နော်ကဲဒါလေးကတော့လုံးပိန်ပေါ့နော်လုံးပိန်ကကျွန်တော်ဒီမှာ၉တင်လုံးပိန်ဆိုပြီးရှိတယ်အဲဒီမှာတင်လုံးပိန်တင်လေး၅ဆိုပြီးတော့ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတိလုံးပိန်ဒီတိထိတ်စီပေါ့နော်ထိတ်စီ၅လုံးနည်းနဲ့မျိုးပုံတူကတိထိတ်စီတလုံးပဲရှိတာပေါ့နော်တိထိတ်စီတလုံးပဲရှိတာကိုကျွန်တော်မပြပြလိုက်ရဘူးပေါ့နော် ကျွန်တော်အဲ့ဒီမှာတိတ်ကလေးကျွန်တော်တိတ်ပြီးတော့မကြိုက်တဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတင်လုံးပိန်ရှိတယ်ဆိုပေမဲ့ကျွန်တော်အဲသုံးလုံးပိန်ထပ်ပြီးတော့ပြပလိုက်တာပေါ့နော်ကိုတင်လုံးပိန်မကြိုက်တဲ့အတွက်သုံးလုံးပိန်ထပ်ပြီးပြလိုက်တာသုံးလုံးပိန်ပြတ်သွားခဲ့တယ်ပေါ့နော်ဒီတင်လုံးပိန်ထိတ်စီတလုံးထဲတုံးထိတ်စီဖြစ်ပါတယ်ပုံတူပေါ့နော်ဒါလေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคဒီအလေးအပိတ်အထီးကီးရပေါ့နော်ကျွန်တော်အလေးအပိတ်အထီးကီးကကျွန်တော် ဒီမှာ၄ရှိ၃ညပါနော်၄ရှိ၃ညမှာတင်လေး၅ဆိုတဲ့အတွက်၄တလုံးအလဲဖြစ်ပါတယ်ပေါ့နော်နောက်ထပ် Okay ဒါလေးကတော့ Master Key ပေါ့နော်ကျွန်တော် Master Key ကအလေးသမဟုတ်အပိုင်နေရာမှာတောက်လျှောက်ဖြစ်ပါတယ်ပေါ့နော်အဲ့မှာကျွန်တော်နိလေးလျှောက်ဖြစ်ပါတယ်နိလေးလျှောက်မှာတင်လေး၅ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ၄တလုံးအလဲဖြစ်ပါတယ်ပေါ့နော်ဒီ Key ကတော့ဆက်ပြီး Okay သွားခေတာဖြစ်ပါတယ် Okay ဒါလေးကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်အဲတစုတစေသေးထပ်ပြီးတော့သင်ပေးသွားမယ်ပေါ့နော် โอเคဒီထိတ်စီနှမျိုးမှာကြတော့ကျွန်တော်၃၅ထိတ်စီရတယ်ဘောနော်အဲ့မှာတော့တစ်ထိတ်စီနီးတစ်ခုဒီနီးတစ်ခုပဲဆက်ပြီးအိုကေသွားခဲ့တယ်ဘောနော်ကျွန်တော်ဒီမှာကြတော့၅၃ထိတ်စီဆိုပေမဲ့ဒီနီးတစ်ခုပဲအိုကေတာဖြစ်ပါတယ်ဒီတစ်ခုကပြတ်သွားခဲ့တယ်ဘောနော် โอเคနောက်ထပ်ဗီဒီယိုမှာကျွန်တော်ထိတ်စီတလောပုံတူတထိတ်စီနဲ့ဒီဟာလေးကိုထပ်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီတစ်ပတ်မှာတော့ဒီ one no ကပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ပါနော်ကျွန်တော်တို့ဒီဟာလေးမရနိုင်ဘူးပါနော်အဲ့မှာ link ငါတွေ့တော့ပါတယ်ဆိုပေမဲ့ကျွန်တော်ဒီမှာဒီတွေ့လိုက်တဲ့အချိန်မှာတင် link ငါကတင်ပါကျွန်တော်တလုံးထဲပါရမယ်ဖြစ်တယ်ပါနော်တင်နေငါနဲ့တလုံးထဲပါရမှာကိုနှလုံးထဲနှလုံးရှားသွားတဲ့ခွဲတဲ့ကြောင့်မို့ကျွန်တော်ဒီမှာပြတ်သွားခဲ့တယ်ပါနော်ပရိကတော့ okay ခဲ့တယ်ဆိုပေမဲ့ ကျွန်တော်ဝန်တို့ကစာတင်လာတဲ့ဝန်တို့ကပြတ်သွားခဲ့တယ်ပေါ့နော်။ Okay ကျွန်တော်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်20ကောင်းလေးတွေနဲ့ကျွန်တော်ပြန်လည်းမြောက်တင်ပေးသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။